ဧပြီလ၂ရက်နေ့သတင်းအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါဒီနေ့သတင်းတွေမှာတော့လေယာဉ်မြေသိမ်းဆည်းခံရမှုတွေကိုတရားဥပဒေနဲ့အညီတောင်သူလယ်သမားတွေမနစ်နာအောင်ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့နေပြည်တော်ကောင်စီဥက္ကဋ္ဌပြောကြားခဲ့တယ်ဆိုတဲ့သတင်းလေလွင့်ပြည်သူကိဟအတွက်မြန်မာဟဲပါနဲ့ခလုံးယာပရဟိတအဖွဲ့တို့ပူးပေါင်းအလှခံနေဆိုတဲ့သတင်းနှစ်သက်ကူအကျိုးထိုင်းဘက်ကနေအလုံးရင်းနဲ့ပြန်လာကြတဲ့မြန်မာရွှေပြောင်းလုပ်သားတွေဆိုတဲ့သတင်းနဲ့ဘသူမဆိုလာရောက်ရေကစားနိုင်တဲ့ရန်ကုန်မြို့တော်ဗဟိုမန်းတပ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေပါဝင်ပါတယ် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာရှိတဲ့တောင်သူလယ်သမားတွေရဲ့လယ်ယာမြေသိမ်းဆည်းခံရမှုတွေကိုတရားဥပဒေနဲ့အညီတောင်သူလယ်သမားတွေမနစ်နာအောင်ဖြည့်ရှင်းဆောင်ရွက်သွားမယ်လို့နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်ကဧပြီလ2ရက်နေ့ကပြောကြားခဲ့ပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိတောင်သူလယ်သမားတွေလယ်ယာမြေသိမ်းဆည်းခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆောင်ရွက်သွားဖို့ရှိသလဲဆိုတဲ့မေးမြန်းမှုကိုတော့ဒေါက်တာမျိုးအောင်ကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဒီဒါကတော့လေအဖွဲ့ချုပ်ရဲ့မူရပဲ။ တနိုင်ငံလုံးမှာဖြစ်နေတဲ့ကျွန်တော်လည်းလွတ်တော်ကိုတဲ့အဟောင်းဆိုတော့အဲလက်ရှိလည်းတနိုင်ငံလုံးဖြစ်ခဲ့တဲ့လေယာဉ်မြေသိမ်းဆည်းမှုပြဿနာတွေတော့ကျွန်တော်လည်းသိပါတယ်။ဒါ ਉਹ တော့တရားဥပဒေနဲ့အညီပဲတောင်းယူလဲဒီမားတွေမနစ်နာအောင်တော့ဒါတနိုင်ငံလုံးမူနေပဲဖြည့်ရှင်းပြရမှာပေါ့ဗျာ။မှန်ပါတယ်။အခုနေပြည်တော်မှာတော့ဟိုတခြားပြည်နယ်တွေကျွန်တော်တို့တိုင်းတွေလောက်အခြေအနေသိမ်းမဆိုးဆိုတာတော့ရေဝင်ရသိထားပါတယ်။ဟုတ်ကဲ့။နောက်တစ်ခုက နေပြည်တော်ကောင်စီမှာနေရလဲတခြားတိုင်းတဲ့ပြည်နယ်လို့မကြေဘူးလေကျင်းတဲ့အတွက်နိုင်နိုင်နင်းနင်းနဲ့အခုလက်ရှိနေထားရတဲ့အဆောင်အထားတွေတွေ့ရပါတယ်နော်ဟုတ်ကဲ့ဒါလုတ်ဆရာတွေကတော့တိတ်တခြားပြည်နယ်တွေလောက်တိုင်းတွေလောက်တော့တိတ်မများဘူးလို့ရေပုံရခံမှန်းလို့ရပါတယ်ဒါပြင်တောင်သူလယ်သမားတွေကိုကျူးကျော်နေထိုင်တယ်လို့ဆိုကနေပြည်တော်စီပင်တရားရုံးကစီပင်ဥပဒေပုံမှားတွေနဲ့ထောင်ဒဏ်ချမှတ်နေမှုတွေကိုလည်းဥပဒေနဲ့အညီဖြစ်အောင်အစွမ်းကုန်စူးစမ်းလှုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ် ဥပဒေနဲ့အညီဖြစ်ဖြစ်ဖြစ်အောင်ကတော့ကျွန်တော်တို့ဆောင်းကုန်ကြိုးစားရမှာပေါ့နော်ဟုတ်ကဲ့ပါဒီကျွန်တော်တို့တရားရှိတော့တက်တက်လုံးလဲဒီနိုင်ငံရေးနဲ့ပြည်သူ့အတွက်မျက်နှာပူပြီးလှုပ်လာတာဆိုတော့ပြည်သူတွေနဲ့နာတာလည်းကျွန်တော်သိပါတယ်ဟုတ်ကဲ့နော်အဲသူတို့မနစ်နာအောင်လည်းကျွန်တော်တို့အဓိကထားပြီးဆောင်ရွက်ကြရမှာပါ ဒေါက်တာမျိုးအောင်ဟာ NLD ပါတီဗဟုအလုံးမှုဆောင်ကော်မတီဝင်တဦးဖြစ်ပြီး2012ကြားဖြတ်ရွေးကောက်ပွဲကဒဂုံစိတ်ကဲမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပြီး2015ရွေးကောက်ပွဲမှာတော့ဒဂုံအရှိမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ပြီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မော်ပြည်မြို့အောက်ဝက်နယ်ချောင်းကျေးရွာမှာရှိတဲ့လေလွင့်ပြည်သူတွေကိုထိမ့်သိမ်းထားတဲ့လေလွင့်ပြည်သူဂိတ်ဟာမှာအလှူရှင်တွေလိုအပ်နေတာကြောင့်မြန်မာ helper အဖွဲ့နဲ့ခိုလုံရပရဟိတအဖွဲ့တို့ပူးပေါင်းပြီးအလှူငွေကောက်ခံတာကိုပြုလုပ်ခဲ့ပါတယ်ဒီခေတ်မှာဖြစ်ပေါ်နေတဲ့ဓာတ်ပုံတွေဟာလူမှုကွန်ရက်တွေမှာပြန့်နှံ့ခဲ့ပြီးနောက်ဝေဖန်မှုတွေများခဲ့ပြီးလှူဒန်းသူအချို့လည်းရှိခဲ့ပါတယ်။ဆက်လက်ပြီးလည်းအလှူရှင်တွေလိုအပ်နေတာကြောင့်မြန်မာ helper နဲ့ခေလုံရပရဟိတအဖွဲ့တို့ပူးပေါင်းပြီးအလှူငွေကောက်ခံတာကိုပြုလုပ်ခဲ့ပါတယ်။ ဒီအလူကံပွဲမှာပါဝင်သူတွေကလည်းလေလွင့်ပြည်သူခေဟာအခြေအနေနဲ့အလူငွေကောက်ခံရတဲ့အကြောင်းတွေကိုအခုလိုရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့ကဒီခေရလေးကိုရောက်ခဲ့တာ26ရက်နေ့ကစတင်ရောက်ခဲ့တာပေါ့နော်။26ရက်နေ့ကစတင်ရောက်ခဲ့ပြီးဒီခေရချင်းမှာရှိတဲ့လိုအပ်ချက်တွေမှန်သမျှကိုကျွန်တော်တို့ကဒီဓာတ်ပုံလေးရိုက်ပြီးဖေးဘွတ်ပေါ်တင်ပေးခဲ့တယ်။26ရက်နေ့မတိုင်ခင်ကတော့တို့ကအရန်လိုအပ်တယ်။ဒါပေမဲ့ကျွန်တော်တို့တင်ပေးလိုက်တဲ့ဒီ post တစ်ခုကြောင့်ပေါ့။ဟိုဒီခေရမှာအခုတော့အလူရှင်လေးနည်းနည်းလေးရောက်ပြီးတော့နည်းနည်းလေးအဆင်ပြေလာပါပြီ။ဒါပေမဲ့ကျွန်တော်တို့ကဒီအလူရှင်လေးရက်တန်သွားလို့ရှိလို့ရှိရင်ဒီခေရအရင်တိုင်းပဲပြန်ဖြစ်သွားမှာ။ အဲ့အတွက်ကြောင့်ဒီခေတ်ကလေးရေရှည်တည်တတ်မှုအရေးကိုဒီလိုမျိုးပွဲလေးလုပ်ပြီးကျွန်တော်ကစီမံပေးရတာဖြစ်ပါတယ်ကျွန်တော်ကဒီပရာဟိတခေတ်ကလေးကိုဒီမှာရရှိတဲ့အလူငွေအားလုံးကိုပေါ့နော်စုပေါင်းပြီးတော့မှလိုအပ်တဲ့ပစ္စည်းတွေဝယ်ပေးမယ်အဆောင်သင့်တွေလိုရရင်စောက်ပေးမယ်ဒီတော့တို့ညဉ့်ဉန်းတွေအိမ်သားရရှိရပါတော့ဒီပုံမှာဆိုရင်အဲအိမ်သားတွေကျွန်တော်အသိပြန်လဲစောက်ပေးပါမယ်ခင်ဗျဟုတ်ကဲ့အယောက်85ယောက်ကြော်ရှိပါတယ်ခင်ဗျခလေးငယ်လေးရပါပါတယ်စိတ်တသဖြစ်နေလူတွေပါပါတယ်အချိန်မီယောဂလည်းရပါပါတယ်ဒီညဉ့်ဉန်းလေးအရေးကလိုရတယ်ကတော့ဝင်းကြီးဌာနတခုခုလောက်မှမရှိတာပေါ့နော်ဘယ်ဝင်းကြီးဌာန မှမရှိရတဲ့ဒီနေရာလေးကိုလှူမယ်ဆိုလို့ရှိရင်တော့လှူခဲ့လို့ရတယ်။ဒါပေမဲ့လှူလိုက်လို့ရှိရင်လည်းရင်းချေဒီရမို့အတွက်ကဦးဌာနတစ်ခုလောက်မှရှိမှဖြစ်တဲ့အတွက်တို့ကဒီရရတဲ့ဂျမုံငွေလေးနဲ့ဒီဟာလေးရင်းချေဒီတမ်းပစ္စည်းလေးတွေပေါ့နော်။ရတဲ့ငွေပေါ်မူတည်ပြီးတော့လှုပ်ပေးမယ်။လှုပ်ပေးပြီးလို့ရှိရင်သူဝင်းကြီးဌာနတစ်ခုခုလမ်းအောက်ကိုရောက်ဖို့အထိစူးစမ်းသွားပြီးတော့ဒီဝင်းကြီးဌာနကိုတို့ရတဲ့ငွေရလှူတဲ့ပစ္စည်းတွေရအပ်မယ်လို့စဉ်းစားထားပါတယ်။ အဲ့ဒီအလူငွေကောက်ခံတာကိုတော့လူငယ်အများစုကပါဝင်တာဖြစ်ပြီးပုံတူရေးဆွဲတာဂစ်တာတီးဖြော်ပြတာတွေအပြင်မော်ဒယ်အချို့ကလည်းပါဝင်ခဲ့ပါတယ်အလူခန္ဓာကိုတော့ဧပြီလ2ရက်နဲ့3ရက်နဲ့2ရက်တာပြုတ်လောက်သွားမှာဖြစ်ပါတယ်။ DK ဟာမှာလူဦးရေ80ကျော်ရှိပြီးစိတ်ကျဲမာရေးမကောင်းတဲ့သူတွေ HIV ပိုးကူးစက်ခံထားရသူတွေလေလွင့်နေတဲ့ကလေးငယ်တွေကိုထားရှိတာဖြစ်ပါတယ်။ ်တဲ့ကူတကြံပွဲတော့နှိကက်လာတာနဲ့အမျှမြရီမဲဆောက်လန်းကနေမြမရွှေပြောင်းလှုပ်သားတွေအလုံးရင်နဲ့ပြန်လာနေကြပါတယ်။လက်ရှိမှာနေစဉ်ထောင်ထဲချီပြန်လာနေကြပြီးနေရက်ပြန်လာသူတွေများပေမဲ့ခီးသည်ပို့ဆောင်ရေးကားတွေများလာတာကြောင့်အရှင်နှစ်ကလိုကားကမြင့်တက်လာခြင်းမရှိခဲ့ဘူးလို့မြရီမျိုးအခြေဆိုင်11 Media Group ရဲ့သတင်းတောက်ကိုရွှေသိန်းကသတင်းပေးပို့ထားပါတယ်။ ။တကြံနဲ့နီးလာတဲ့အတွက်ပြန်လာသူတွေဟာအလုသမားယာယီနေဆက်ဖြတ်သန်းခွင့် passport စာအုပ်နဲ့တရားပေါ်ကပြန်လာနေကြတာလူထောင်ကျော်ရှိတယ်လို့တောင်ရင်မြစ်ကိုဆက်လီနဲ့ဖြတ်ကူးပြီးပြန်လာသူတွေလည်းရှိနေပါဗျ။လက်ရှိမှာတော့တောင်ရင်မြစ်ကိုဆက်လီနဲ့ဖြတ်ပြီးပြန်လာသူတွေဟာနေစဉ်ချစ်ကြည်တရားပေါ်ကဖြတ်သန်းပြန်လာသူဥယျာဉ်ရဲ့သုံးဆခန့်ရှိတယ်လို့သိရပါဗျ။အရင်နှစ်တွေက မြဝရီဒေါနတောင်ကျော်ကားလန်းကနေမော်တော်ယာဉ်တွေအစင်းတရက်အတက်တရက်သာသွားရပေမဲ့ဒီနှစ်မှာတော့အာရှလမ်းသစ်ဖွင့်ခဲ့ပြီးဖြစ်တဲ့အတွက်ခရီးသွားတွေနေ့စဉ်တက်ဆင်းသွားလာနေကြပြီဖြစ်ပါတယ်။ဒီလိုပြန်လာသူတွေထဲမှာမိမိနေရက်ကိုပြန်လာသူအချို့ဟာနှစ်နိုင်ငံနယ်စပ်မှာဖျားယောင်းသွေးဆောင်ခံရပြီးပါလာတဲ့ငွေကြေးတွေလိမ့်လည်ခံရမှုတွေရှိနေတယ်လို့သတင်းရရှိပါတယ်။ အရင်နှစ်တကြံတွေကရန်ကုန်မြို့တော်ဝန်မန်တက်အဖြစ်တည်ရှိခဲ့တဲ့ရန်ကုန်မြို့တော်ခမ်းမရှိကမန်တက်ကိုအခုနှစ်တကြံမှာတော့ရန်ကုန်မြို့တော်ဗဟိုမန်တက်အဖြစ်ပြောင်းလဲခဲ့ပြီးဘသူမဆိုလာရောက်ရေကစားနိုင်မှာဖြစ်ပါတယ်ရန်ကုန်မြို့တော်ဗဟိုမန်တပ်မှဘသူမဆိုပောင်ဝင်ဆင်နွှဲနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းဒေသရဲရဝင်းကြီးဦးစော်အေးမောင်ကအခုလိုပြောပါရယ်။တင်ကန်းညွမြို့နယ်ကလူကတင်ကန်းညွမြို့နယ်ကုမြို့နယ်မှာကိုရေပက်ပြီးတော့ကုမြို့နယ်မှာကိုပြော။လာချင်းတမြို့နယ်လောက်ချစ်နီနာမြို့နယ်လောက်ရေပက်ကြ။ အဲ့လိုမျိုးထဲမှာပဲလာပြီးတိုးဝေးပြက်ကျက်နေတာအဲ့လိုမဟုတ်တော့ဘူးနောက်တစ်ခုကကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသအစိုးရဖွဲ့မန်တက်ဆိုပြီးတော့အရင်ပြည်လမ်းမှာလုပ်တယ်အဲ့ဒါလည်းမလုပ်တော့ဘူးရန်ကုန်မြို့တော်ခမ်းမရှိမှာမန်တက်ဟာရန်ကုန်မြို့တော်မဟာတကြံမန်တက်ဆိုပြီးတော့ပြောင်းလိုက်တယ်ဒါအားလုံးပြည်သူအားလုံးပိုင်တဲ့မန်တက်ပဲဒါမဟာဘိုးမန်တက်ကြီးဟုတ်ကဲ့ဒါမြို့တော်ကမန်တက်မဟုတ်ဘူးရန်ကုန်တိုင်းအစိုးရဖွဲ့မန်တက်လည်းမဟုတ်ဘူးအဲ့ဒီမန်တက်ကိုပြည်သူပြည်သားမြင်းမှုဆိုလာရောက်ပြီးတော့ အပန်းပြေနိုင်တယ်လာရောက်ပြီးရေပက်နိုင်တယ်လာရောက်ပြီးရေပက်ခံနိုင်တယ်လာရောက်ပြီးတော့အကတွေလာရောက်ပြီးကြည်နိုင်တယ်တန်ကြက်တွေလာကြည်နိုင်တယ်တိုင်းရင်းသားအကတွေလည်းပဲအဲ့ဒီမှာပြိုင်ပွဲလုပ်မယ်စုတွေလည်းချမယ်ဒီမန်တက်မှာတိုင်းရင်းသားအကပြိုင်ပွဲတွေကိုလည်းပြုလုပ်မှာဖြစ်ပြီးပုတ်ကလေးကမန်တက်တွေရဲ့စုပေးမဲ့အစီအစဉ်တွေလည်းပါဝင်မှာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးနေဆယ်ရင်ရနယ်လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကလည်းအခုနှစ်မှာတိုင်းဆိုရမန်တက်ကိုတည်သက်မဆောက်လို့ဖဲဗဟိုမန်တက်အနေနဲ့သာဆောက်လုပ်မှာဖြစ်တယ်လို့ဆိုပါရယ်